မင်္ဂလာပါရှင်။ဝေသားချက်နယ်ကနေပြောပြန်လည်ချိုးဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားမှုနှစ်နှစ်နေပါကြာနေချိန်မှာရခိုင်ပြည်နယ်အတွင်းနေထိုင်သူအများစုကအခက်အခဲများစွာဖြစ်နေပေမဲ့ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အေအေမူရစ်စေဝါကုံသွဲမှုတွေကြောင့်ကျဲဝချမ်းသာလျက်ရှိနေပါတယ်။ရခိုင်လက်နက်ကိုင်အဖွဲ့အေအေအဖွဲ့ကမူရစ်စေဝါကုံသွဲနေရဲ့အချက်ကိုနိုင်ငံတော်အစိုးရပြင်ဘင်္ဂလားဒေ့ရှ်အစိုးရကပါဝေဖန်ပြစ်တင်ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ရခိုင်အကြမ်းဖက်အနေကအေအေအဖွဲ့ကောင်းဆောင်ထွန်မြန်းနိုင်ကြတော့အေအေအဖွဲ့ရဲ့မူရစ်စေဝါလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ငင်းဆန်ပယ်ချခဲ့ပါတယ်။အေအေအဖွဲ့ကောင်းဆောင်ထွန်မြန်းနိုင်က ARD တရင်ဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာမူရစ်စေဝါလုပ်ငန်းတွေကိုငင်းဆန်ခဲ့ပြီးနောက်တလနီပါအတွဲမှာပဲမြမအစိုးရရဲ့လုံခြုံရေးအဖွဲ့တွေဟာအေအေအဖွဲ့နဲ့ဆက်နွယ်နေရဲ့မူရစ်စေဝါအများပြားကိုထပ်မံဖန်ဆီးရမိခဲ့ပါတယ်။ တရုတ်တံဖိုင်ထဲမှာအေအေအကျန်းဖက်တောင်းကျန်းသူတွေရဲ့မိုးရစ်ဆေးဝါးတည်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကဘယ်လိုမျိုးပြောဆိုထားတယ်လဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့အရင်ရက်လေးလုပ်ပေးပါအောင်ရှင်။ အေအကျန်းဘတ်တောင်ကျန်းသူများ၏မူးယစ်စေဝါတန်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းများနဲ့ပတ်သက်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကအခုလိုပဲပြောကြားထားပါတယ်ရှင်။ဒီရီယာများကိုအေအအကျန်းဘတ်တောင်ကျန်းသူများဆောင်ရွက်နေတဲ့မူးယစ်စေဝါတန်ယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်။ ဒီအေအကျမ်းပတ်တောင်းကျမ်းသူများဦးစီးလောက်ပိုင်းနေတဲ့မူရစေပါတဲယူပို့ဆောင်ရောင်းချနေတဲ့လုပ်ငန်းတွေဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်တာမကဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်တစ်ဖွဲ ဖြစ်ပေါ်လျက်ရှိပါတယ်။အေအေတောင်းကျမ်းသူအဖွဲ့ကမူရစေပါနဲ့ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အရင်ကလည်းပြောပြီးဖြစ်ပါတယ်။ခုလည်းအေအကျမ်းပတ်တောင်းကျမ်းသူအဖွဲ့ရဲ့ ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်ဖြန့်ဖြူးပြောင်းချမဲ့ငွေကျ195ဒသမ85ဘီလီယံတန်ဖိုးရှိတဲ့ ICE 3438ကီလိုဂရမ်နဲ့ကက်တမင်း2198ကီလိုဂရမ်တွေကိုပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်ကဖမ်းဆီးရမိခဲ့ပါတယ်။မိုးရေစေဘာပဲချောင်းရောင်းချမှုနဲ့ DAA အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့ရဲ့အကြမ်းဖက်အဖြတ်လောက်ရတွေကိုဘလိုလားတဲ့တာဝန်သိ ပြည်သူတို့ရဲ့သတင်းပေးချက်အရာဝူရစေဘာတွေကိုရှမ်းပြည်နယ်ဘက်ကနေအယမရန်ကုန်မြို့တစ်ဆင့်ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့အကြောင်းသိရှိရတဲ့အတွက်ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်ဒီအတွက်ကြောင့်လဲကူးမြို့နယ်လဲကူးဖောင်ကြီးသွားကားလမ်းပေါ်မှာရင်မောင်းအောင်ခန့်ကျော်မောင်းနေပြီးရင်နောက်လိုက်ထပ်ဝေဖြိုလိုက်ပါလာတဲ့ရင်ဘဝနေ ice 1435 kg တံပိုးငွေကြက် 35ထက်မှ6ခွန်ဘီလီယံဖန်စီရမိခဲ့ပါတယ်။ဖန်စီရမိတွေရဲ့ထွက်ဆိုချက်အရငွေရေးစေပွားတည်ဆောင်မဲ့ကိစ္စကိုချိတ်ဆက်ပေးတဲ့သူတွေအပြင်ထပ်မံပြီးထန်းတပင်မျိုးနဲ့စီပင်သာချေးရွာကဇော်လင်းနဲ့စောစင်မင်းဟန်တို့အိမ်မှာတူလောင်ထားတဲ့ ice 1999ကီလိုဂရမ်တန်ဖိုးငွေကျ49.6ခွန်ဘီလီယံကန့်တဲ့တရခဏနေတဲ့အတူဖန်စီရမိခဲ့ပါတယ်။ပုံကွာမျိုးနဲ့ အမစိတ်ဓာကြီးရွာနီးရကျော်နိုင်ရဲ့နေရင်ကိုတောင်ကနေကက်သမင်း1398ကီလိုဂရမ်တန်ဖိုးငွေကြ109.6 9ဘီလီယံကန်နဲ့မူရစေပါသေးဆောင်ပေးခဲ့တဲ့ရင်မောင်းရင်မောင်းအကူတွေနဲ့တဲဆောင်မှာအသုံးပြုခဲ့တဲ့မော်တော်ယာဉ်တွေကိုလည်းဖန်စီရမိခဲ့ပါတယ်။ဒီမူရစေပါတွေဟာရှမ်းပြည်နယ်တောင်ပိုင်းတိုင်းရင်းခရိုင်ကျေးသီးမြို့နယ်ဝမ်ဟိုင်းဒေသကမူရစေပါတွေဖြစ်ပြီး အေအေတောင်ကျန်းသူအဖွဲ့ရဲ့ စီပွားရေးတာဝန်ခံတွေဖြစ်တဲ့ရဲစော်နဲ့ချင်းမင်းတို့ကဝိုင်းဟန်းကနေတဆင့်ရမဲသိန်းရန်ကုန်နဲ့ရခိုင်ပြည်နယ်အာရိယမမလေးရှားနိုင်ငံအထိပင်လယ်ရေချောင်းကနေပို့ဆောင်ဖို့စီစဉ်ဆောင်ရွက်နေချိန်မှာအခုလိုဖန်စီရမိခဲ့တာဖြစ်ပါတယ်။အေးအကျမ်းဖက်တောင်းကျမ်းသူအဖွဲ့များဟာ2013ခုနှစ်လောက်ကစပြီးဘူးရစ်စေဘာတဲဆောင် ရောင်းချမှုတွေကိုနီလန်မျိုးစုံနဲ့လှုပ်ဆောင်နေတာဖြစ်ပါတယ်။ကုတ်ပိုးမှုပုံစံမျိုးစုံနဲ့တဲဆောင်တဲ့နေရာမှာလည်း စီပေါင်းစာကားကိုအံဝက်လုပ်ပြီးတယ်ဆောင်တဲ့အထိလှုပ်ဆောင်ခဲ့ကြပါလေမူရစေဘောက်ကိုအဓိကဂုံကူရောင်းချနိုင်ဖို့အတွက်ပမာဏနည်းနည်းလေးကနေပြီးကြီးမားတဲ့ပမာဏအထိတယ်ဆောင်လုပ်ကင်နေတာမျိုးတွေ့ရပါတယ်အေအကျန်းပတောင်းချန်းသူအဖွဲ့ရဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ကိုတိုင်ကတာဝန်ပေးစေခိုင်းတဲ့အတွက်ဒီမူရစေဘောက်တယ်ဆောင်ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းတွေကိုလုံနေရတာဖြစ်ကြောင်းကိုလည်းဖန်ဆီးရမိတဲ့အေအေတောင်းချန်းသူအဖွဲ့ဝင်တွေက ဖက်ဆိုချက်တွေမှာတွေ့နိုင်ပါတယ်။အေအတန်းဘက်တောင်ချန်းသူအဖွဲ့က2015ခုနှစ်မှာတကြိမ်ဖမ်းမိခဲ့တဲ့ကာလတန်ဖိုးငွေ1.65ဘီလီယံကနဲ့2019ခုနှစ်မှာ၄ကြိမ်ကာလတန်ဖိုးငွေကျပ်59ဘီလီယံက2020ခုနှစ်မှာတစ်ကြိမ်ကာလတန်ဖိုးငွေကျပ်30ဘီလီယံ2023ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျ155.8ဘီလီယံ2024ခုနှစ်မှာ2ကြိမ်ကာလတန်ဖိုးငွေကျပ် 3.2ဘီလီယံကန်းနဲ့ယခု2025ခုနှစ်အတွင်းမှာ6ကြိမ်ကာလတန်ဖိုးငွေကျ1000.9ဒုံးဘီလီယံကန်းဖြစ်ပြီး2025ခုနှစ်ကနေယခုချိန်ထိအေးအေးအကျန်းပက်ပေါင်းရန်သူအဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရည်စေဘာဖန်ဆီးရမှုမှုစုစုပေါင်း16ကြိမ်တည်တည်ရှိခဲ့ပါတယ်စုစုပေါင်းကာလတန်ဖိုးငွေကျ1233.6ခွန်ဘီလီယံအထိဖန်ဆီးရမိခဲ့ပါတယ်ဒီပမာဏကိုကြည့်ရင်ဘလောက်အန္တရာယ်များကြောင် တွေ့နိုင်မှာဖြစ်ပါတယ်။အေအကျန်းဘက်တောင်းကျန်းသူအဖွဲ့အနေနဲ့ဒါရခိုင်ပြည်နယ်မှာသူတို့ဖိန်းချုပ်ထားတဲ့နေရာတွေကနေတဆင့်ဒေသတွင်းနေရာများကိုဘလောက်ထိမူရီစေဝါးတွေပို့ဆောင်နေကြကြောင်းထင်ရှားစွာသိရမှာဖြစ်ပါတယ်။2023ခုနှစ်ကအေတောင်းကျန်းသူ အဖွဲ့နဲ့ဆက်ဆက်နေတဲ့မူရီစေဝါးဖမ်းဆီးရမှုမှာဆိုရင်အေတောင်းကျန်းသူအဖွဲ့ဝင်ဘိုးအဆင့်ရှိတဲ့ထွန်းလင်းခေါ်ပြုံးချုံ ဒုတိယဘုဆင်စီတဲ့နေလင်းထုံးခေါ်နောနောခေါ်ကြော်ဆိုးနဲ့ဒုတိယဘုအဆင်ရှိသူစိုးထွန်းတက်ကြကြီးအဆင်ရှိသူကြော်ဟန်တပားဆင်ရှိတဲ့ကြော်လင်းစန်းနဲ့တပားဆင်ရှိတဲ့ဦးထွန်းလူတို့6ဦးပါဝင်ခဲ့ပါတယ်သူတို့ကိုကျွန်တော်တို့စနစ်တကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာအေတောင်းကျန်းသူအဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့တာဝန်ပေးချက်အရအေတောင်းကျန်းသူဗိုလ်မှူးကြီးအဆင်ရှိကြော်မြတ်ဦးခေါ်တာသားခေါ် ဝေသာထုံးကဦးစီးပြီးစီမံခန့်ခွဲလှုပ်ဆောင်နေကြောင်းထွက်ဆိုချက်တည်းအရာတိကျစွာသိရှိရပါတယ်။အဲတဲဖူဝမ်စီဘောရေးတာဝန်ခံဘုံမုံကြီးသာသာကျော်မြတ်ဦးဝေသာထုံးကကျွန်တော်ကိုရန်ကုန်မှာမူရေးစီဘောလောက်ဖို့အတွက်ကျွန်တော်ကိုလွှဲလိုက်ပါတယ်။ကျွန်တော်တို့ဒီမွေးစီဘောကိုဒီကကြော့ကြိုက်ပြီးလုပ်နေတာကတော့စီဘောရဲ့တာဝန်ခံဆေးဦးရှုကတာတော့ကိုဘုံမူကြီးဝေလာထွန်းပေါ့ကျွန်တော်တို့ဒီလိုမွေးစီဘောလေးလုပ်နေတာကိုအဲဘုရှုပ်ထွန်းနဲ့လည်းအာ မသိတာတော့မရှိပါဘူးဒီလိုပါပဲနောက်ပိုင်းဖမ်းမိတဲ့ကိစ္စတွေမှာလည်းအေတောင်းရန်သူအဖွဲ့နဲ့ပတ်သက်တဲ့သူလေးအေတောင်းရန်သူအဖွဲ့ UCB လောက်ကိုင်းနေတဲ့ဝူရစေဝါလုပ်ငန်းမှာပါဝင်ဆောင်ရွက်နေသူတွေသာဖြစ်ပါတယ်အေတောင်းရန်သူအဖွဲ့တွေကဒေသခံတွေကိုငွေချင်းနဲ့မလုံပေးပြီးဝူရစေဝါတွေကိုတည်ဆောင်စေပြီးရခိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကို ရောင်းချတာအပြင်နယ်နိမိတ်ချင်းထိကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေလောင်းကျောင်းကနေတဆင့်တခြားနိုင်ငံတွေကိုလည်းစင့်စင့် ချိတ်ဆက်ပို့ဆောင်ရောင်းချနေတာတွေ့ရပါတယ်။ဒါတွေကိုဘင်္ဂလားဒေ့ရှ်နယ်ခြားသောတပ် BGB ရဲ့ရာမူစစ်ဌာနချုပ်မူကိုရိုင်းစက်တင်ဘာလ15ရက်နေ့ပါသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်။ယခင်ကတော့ဒီအခိုင်ဘင်္ဂလားဒေ့ရှ်နေသားမှာမြန်မာနိုင်ငံရဲ့နယ်ခြားသောရဲတပ်ဖွဲ့တွေလုံခြုံရေးဆောင်ရွက်နေတဲ့အချိန်ဒီမှာဒီလိုကိစ္စတွေကိုကောင်းမွန်စွာကင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ယခုကတော့ သူတို့လွှမ်းမိုးနေတဲ့နယ်မြေမှာအေတောင်းကျသူတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အခြားနိုင်ငံတွေကိုဝူးရစေဝါးတွေအသားစီးမဲ့စွာတင်သွင်းတင်ပို့နေကြောင်းတွေ့ရတာဖြစ်ပါတယ်။ဒါလိုပို့ဆောင်ပြန်ပြူရရှိတဲ့ငွေတွေရတဲ့တစ်ဆင့်ရိတ်ခါလက်နဲ့ခရမ်းတွေဝယ်ယူနေခြင်းဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။အေတောင်ရန်သူအဖွဲ့ရဲ့လက်ဝေကံ PDF အမိကံအကျမ်းဘက်အောင်ရန်သူအဖွဲ့ရည်ကလည်းဝူးရစေပါတဲဆောင်ဖြန့်ဖြူးတဲ့ ဒန်းချောင်းမှာပါဝင်ပတ်သက်နေပြီးအရိယာနေရရှိလာတဲ့အကျိုးမြတ်တွေကိုပျော်လင်းကားနေပြီးတော့ကြာပမာဏကြီးကြီးဖန်ဆီးခံလိုက်တဲ့အချိန်ရဲ့နောက်ွယ်မှာတော့ဝေကြည်ကြတဲ့မှုတွေနဲ့တူစိန်ဝန်ကွဲပြားမှုတွေအလင်းဝင်ရောက်မှုတွေအချင်းချင်းဆွဆွဲတက်ဖြတ်မှုတွေဖြစ်ပေါ်နေတာလည်းတွေ့ရပါတယ်။လက်ရှိအချိန်ကြီးတနိုင်ငံလုံးက PDF အမိကန်အကြမ်းဖက်တောင်းချမ်းသူအဖွဲ့ဝင်တွေကတရားဥပဒေပေါင်းတွင်အလင်းဝင်ရောက်လာမှု823ဦးရှိရှိလာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းအောင်လင်းဝင်ဖို့ချိတ်ဆက်ဆောင်ရွက်နေတဲ့အဖွဲ့တွေလည်းရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့2018ခုနှစ်ကနေယခုထိ EU တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရပ်ဆဲပေးခြင်း28ကြိမ်ကျင်ညာခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံရေးအသဘောထားကွဲလွဲမှုကြောင့်အကြမ်းဖက်ဖြစ်နေတဲ့ PDF အပါအဝင်ခြားဖွဲ့စည်းများကိုလည်းဥပဒေဘောင်တွင်ဝင်ရောက်ဖို့၃ကြိမ်တိုင်ဖိတ်ခေါ်ပြီးဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကအေတောင်ကျန်းသူအဖွဲ့အနေနဲ့ရခိုင်ပြည်နယ်အတွင်းမှာတော့မကမြန်မာနိုင်ငံအတွင်းဒေသအတွင်းနိုင်ငံတွေအထိလူသားမျိုးနွယ်စုရဲ့အန္တရာယ်ဖြစ်တဲ့ဝူရီစေဘာရောင်းခွဲတာတွေဖြန့်ဖြူးတာတွေလုံဆောင်လျက်ရှိတဲ့အပြင်လူမျိုးရေးအကြောင်းပြပြီးတောင်ကျန်းသူအဖြစ်ဆောင်ရွက်လျက်ရှိပါတယ်လူမျိုးရေးအကြောင်းပြပြီးဆောင်ရွက်နေတာဖြစ်ပေမဲ့ရခိုင်လူငယ်တွေပဲမူရီစေဘာရဲ့ပါးကောင်တွေဖြစ်ပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် တိုင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမများအနေနဲ့ဒီလိုအစွန်းရောက်လှုပ်ဆောင်နေတဲ့အီအကြမ်းဖက်တောင်းချမ်းသူအာရကန်ဒရက်အာမီအေအေမူရစီဝါတောင်းချမ်းသူများကိုစန့်ကျင်ဖို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အကျိုးရုပ်စေမဲ့လုပ်ငန်းတွေဖြစ်လို့ဒေသတွင်နိုင်ငံများဟုပါအနေရကြောက်စေမဲ့လုပ်ငန်းတွေဖြစ်လို့အလုံးဝဝိုင်းဝန်းစန့်ကျင်ကြဖို့နဲ့ရရှိလာတဲ့သတင်းများကို တာဝန်ရှိသူများခံအချိန်မီပေးပို့ကြဖို့တိုက်တွန်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်